မြောင်းရီနယ်စပ်မှတဆင့်အင်းကြီးချင်းထနိုင်ငံဘက်သို့အော်တိုဘလာ16ရက်နေ့နဲ့18ရက်နှစ်ရက်အတွင်းတရားမဝင်ဝင်ရောက်ခဲ့တဲ့မြန်မာနိုင်ငံသား100နီးပါးဖမ်းဆီးခံရကြောင်းသိရပါသည်။ ထိုင်းမြန်မာနယ်စပ်တက်ပြည်နယ်မဲဆောက်ခရိုင်တောင်ရင်မြစ်ကိုဖျက်ကျော်ပြီးတဘာဝလမ်းမတဆင့်တရားမဝင်နိုင်ငံသားများဝင်ရောက်မှုနဲ့ပတ်သက်ပြီးတာဝန်ကြားတပ်ဖွဲ့များကစောင့်ကြလျက်ရှိပြီးလှည့်ကင်းစောင့်ကြည့်ရေးအဖွဲ့ကမသိငါပွဲရင်လေးစီးကိုစစ်ဆေးရာရင်းနှီးထွက်ပြေးသွားပြီးနောက်ကြံကားများပေါ်မှာတရားမဝင်မြန်မာနိုင်ငံသားများဖမ်းဆီးခံရခြင်းဖြစ်ပါဖန်စီခံရတဲ့မြန်မာနိုင်ငံသားများမှာအမျိုးသား32ဦးအမျိုးသမီး24ဦးတို့ဖြစ်ကြောင်းသိရပါတယ် ထိုင်နိုင်ငံဘက်ကိုတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားများအားအဆောက်အအုံသားနှစ်ဦးနဲ့အရှင်သုံးစီတို့ကိုတတိယဖြစ်ဖမ်းဆီးပြီးမြန်မာနိုင်ငံသား55ဦးနဲ့အတူတတိယဖြစ်တောက်ခိုင်မဲဆောင်မြို့မှရေစကန်သို့လွှဲပြောင်းပြည့်ခဲ့ပါသည်ထို့အတူအော်တိုဘလာ18ရက်နေ့ကလည်းထိုင်းနိုင်ငံမဲဆောက်ဘက်သို့တရားမဝင်ဝင်လာသူမြန်မာနိုင်ငံသား34ဦးကိုမဲဆောက်မြို့ပြင်ဝှေ့ကလို့ ခွေကလုတ်ရွာမှာသက်ဆိုင်ရာတောင်ရှိသူများကဖမ်းဆီးခဲ့ကြောင်းသိရပါသည်။မြန်မာထိုင်းနယ်ဆက်ဖြတ်ကျော်တဘာဝလမ်းမတရားဝင်ဝင်ရောက်ပြီးဖမ်းဆီးခံရသူများမှာအမျိုးသား26ဦးအမျိုးသမီး10ဦးဖြစ်ကြောင်းသိရပါသည်။ဖမ်းဆီးခံရသူများမှာအင်းနီချင်းထမ်းနိုင်ငံဘက်သို့ပွဲစားကအကျိုးဆောင်ကလူတအူးလျင်ဘက်ငွေတပေါင်းခွဲ ဘန်းဝေ15,000မှ2,000ပေးပြီးတရားဝင်လာကြသူများဖြစ်ကြောင်းသိရပါတယ်။တနင်္ဂနွေအတွင်းဘက်ရိုက်ပေးနေပြီလို့ဆိုတဲ့လူကယ်ရီစကားနားယောင်ပြီးတရားဝင်သွားသူများမှထိုင်းနယ်စပ်မှာနေစဉ်ဆိုသလိုဖမ်းဆီးခံရကြောင်းလည်းသိရပါတယ်။